ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်စမ်းကြောင်းတောင်ရက်ကွက်မှာလူငယ်ယောက်ျားလေး၃ဦးကိုစစ်ကောင်စီတပ်က Honda Fit ဒဇီးနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Rangoon Scout Network ရဲ့တာဝန်ရှိသူက BBN ကိုပြောပါတယ်။မြန်မာလာ၂၈ရက်နေ့ညပိုင်းမှာစမ်းကြောင်းတောင်ရက်ကွက်ဥဖီလန်းလက်ပံလန်းနဲ့စီစုံလန်းကြားမှာဈေးဝယ်ပြီးပြန်လာတဲ့လူငယ်၂ဦးကိုစစ်ကောင်စီတပ်ကအယက်ဝဲဝှစ်စင်က Honda Fit ကားဒဇီးနဲ့ဖမ်းဆီးခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ဒါအပြင်မြန်မာလာ၂၆ရက်ည၈နာရီခန့်ကလည်း မင်းလန်မြတ်သိန်းတန်ဖျားအနီးမှာရှိတဲ့ခမင်းဆိုင်နဲ့ဘီယာထိုင်တောက်နေတဲ့လူငယ်ယောက်ျားလေးတဦးကို Honda Fit ကားအမဲရောင်တစ်စီးနဲ့ဖန်စီခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မင်းဆိုရယ်ဆက်လုပ်ရှားရဲ့အော်တိုဘလန်နဲ့ဝင်လာတဲ့မှာတော့ရှေးလိုက်ထက်စာရင် borderline ဆွဲလိုက်သိရတယ်ရောသွားပါလေဗျ။ဒီကောက်ဝဲလုပ်ပြစင်လို့နည်းနည်းထိန်းလိုက်ပုံရပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာလွတ်ရင်လွတ်တယ်လို့လိုက်ဆွဲတာတွေကတော့ရှိနေပြီးတော့အထူးသဖြင့်စစ်မှုထမ်းအမှတ်စဉ်အသစ်စကန်ဒီလူမပြေသေးခင်အချိန်တွေမှာအခုလို ပေါ်တာလိုက်ဆွဲတာတွေပိုတွေ့ရတဲ့ကြောင်းသူကဆက်ပြောပါတယ်အဲ့ဒီနေဆိုပြန်လာရွေးလို့မရတာတွေများပါတယ်။တာမန်ချင်းတွေဆိုရင်တော့ဝေနဲ့ပြန်ရွေးခိုင်းတာတွေကောင်းနေလုံးလေးရှိတယ်။2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာထုတ်ပြန်လိုက်တဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေဟာအတော်လေးဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။လူငယ်တွေကမြဲပြတ်မှတ်ထားခံနေရတာပါ။ဒီကောင်တွေကလူငယ်တွေဆိုအမြဲချောင်းနေကြပါတယ်ဗျ။စီဂျီဘုံဒေသတွေမှာဆိုရင်ပုံများပါတယ်။ ပေါ်လာဆွဲတာကိုစရင်တိုင်းအင်တီလိုက်ရှာဆွဲတာတွေကိုအစင်းစီရင်ဆွဲသွားတာတွေကိုမျိုးစုံပါပဲဗျမကြာခဏဆိုသလိုပါပဲစစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့စစ်မှုထမ်းတင်တန်းဟာအခုဆိုရင် အပတ်စဉ်16အထိရောက်ရှိလာပြီးဖြစ်ပြီးတော့တပတ်စဉ်ကိုလူငယ်9000နှုန်းနဲ့တွက်ရင်လူငယ်3000နီးပါးအထိ မတရားပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီပဲဖြစ်ပါတယ်